အိန္ဒိယကရေဖြတ်တောက်လို့ဆိုကပါကစ္စတန်ကအိန္ဒိယကိုနျူကလ িয়ার နဲ့ချင်းချောက်လိုက်ပါလေရေဖြတ်တောက်မှုကြောင့်ပါကစ္စတန်နိုင်ငံမှာရှိတဲ့နျူကလ িয়ার ထိပ်ကူအလုံး130ဟာအိန္ဒိယအတွက်ဖြစ်သွားမယ်လို့ပါကစ္စတန်ကပြောပါလေအိန္ဒိယထင်မြင်ထားတဲ့ဂျမ်မူးနဲ့ကက်ရှမီးယားနယ် ပခခဲတောင်ကြားမှာအိန္ဒိယနိုင်ငံသားခီးတွာ25ရောင်နဲ့နီပေါ်နိုင်ငံသားတို့တို့ကိုပါကစ္စတန်အကြမ်းဖက်သမားတွေကအနီးကပ်ဖြစ်တမှုဖြစ်သွားပြီးနောက်အိန္ဒိယဘက်ကပါကစ္စတန်ပေါ်ဗီဇာပိတ်ပင်ခြင်းရေခွဲဝတ်တုံးစင်မှုသဘောတူညီချက်စာချုပ်ဖြတ်သိမ်းကရေးဖြတ်ခြင်းတန်တမန်ဆက်ဆံရေးနဲ့ကုန်စည်စည်းမှုရပ်တန့်ခြင်းနဲ့လှုံ့ဆော်ခဲ့လို့ပါကစ္စတန်နိုင်ငံရေးနယ်ပယ်မှာဩဇာကြီးတဲ့ဝန်ကြီးဟာနစ်အဘာစီက မိမိတို့ပါကစ္စတန်ကနျူကလ িয়ার ထိပ်ဖို့အလုံး130ကြီးချက်ဖြစ်ရှိကြောင်းဒါတွေဟာအိန္ဒိယအတွက်တီးသန့်ဖြစ်သွားမယ်လို့ချင်းချောက်ပြောဆိုလိုက်ပါတယ်ဝင်ကြီးဟာနက်အဘာစီဟာဘိုလက်ရုံရောက်ကွန်ဆာဘေးတစ်ကထိတ်တန်းကောင်းဆောင်ပြီးအိန္ဒိယဘက်မှာ ကိုလိုဂျုံရင်ကိုမဆောင်နိုင်ပဲအကြမ်းဖက်မှုဖြစ်ပေါ်ရမှာပါကစ္စတန်အတွက်အရေးပါတဲ့ရေးခွဲဝေသုံးဆွဲရေးသဘောတူညီချက်စာချုပ်ကိုဖျက်သိမ်းပြီးရေးဖြတ်တာပါကစ္စတန်သားအလုံးကိုဗီဇာပိတ်တာတနမန်တွေကိုမောင်းထုတ်တာစီးပွားရေးဖျက်တော့ခြင်းတွေလုပ်တာဟာသိခန့်နိုင်စရာအကြောင်းလုံးဝမရှိဘူးလို့ပြောပါတယ်စီးပွားရေးပိတ်ဆို့မှုမတမျှတံပြန်မှာဖြစ်ပြီးပါကစ္စတန်လေးပိုင်းနှစ်မှာအိန္ဒိယလေးကြောင်းလိုင်းတွေဖျက်သန်းခွင့်မပြုခြင်းဖြင့်တံပြန်ရမှာအိန္ဒိယလေးကြောင်းလိုင်းအလုံးအချိန်တိုအတွင်းဒေဝလီ ခံသွားစေရမယ်လို့ဆိုပါတယ်နောက်ဆက်ရဲ့အတွင်းရေထပ်ပြီးတော့ဆက်ဖြတ်နေမယ်ဆိုရင်မိမိတို့နိုင်ငံမှာနျူကလ িয়ার ထိပ်မှုလုံး130ဟာအိန္ဒိယအတွက်ဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်။ပါကစ္စတန်အစိုးရကဒီအကြမ်းဖက်ကိစ္စနဲ့လုံးဝမသက်ဆိုင်ဘူးဆိုပေမဲ့ကာဝေးဝန်ကြီးအာဇစ်ကအင်တာဗျူးအစီအစဉ်မှာအမေရိကန်အောက်မဟာမိတ်ကြီးနဲ့ပြည်ထောင်စုနိုင်ငံအပေါ်ပြစ်မှတ်ထားနှိပ်ကွပ်မှုတွေကြောင့် အကြံဖက်အခွဲစည်းတွေကိုတင်တန်းပြီးထောက်ပံ့မှုတွေပေးနေခဲ့တာဆယ်စုနှစ်သုံးခုမကရှိတယ်လို့ဖွင့်ဟဝန်ခံခဲ့ပါတယ်။ကရှမီးယားနောက်ဆုံးရအခြေအနေကတော့အိန္ဒိယဝန်ကြီးမိုဒီကကရှမီးယားဒေသပါဟန်ဂမ်မြို့မှာတိုက်ခိုက်ခဲ့သူတွေပေါ့အပြင်းထန်ဆုံးလက်တုံ့ပြန်အရေးယူမယ်လို့ထပ်လောင်းပြောပါတယ်။ဒါအပြင်ဒါဟာ ါကစ္စတန်စစ်တွေးကြွတဲ့လက်ချက်ဖြစ်ကြောင်းအိန္ဒိယကဆွတ်ဆွဲခဲ့ပြီးနောက်ခုလိုမျိုးတင်းမာမှုတိုးလာတာဖြစ်ပါလေ။ပြည်နယ်ဝန်ကြီးချုပ်ဟောင်းကတော့အိန္ဒိယလူမျိုးတဖွဲ့တွေကစံဖက်သမားတွေနဲ့တာမန်ရဲသားတွေကြားခွဲခြားရလိမ့်မယ်လို့ပြောခဲ့ပါလေ။ဒါအပြင်ကက်စမီးယားဒေသဟာဘိုးဆိုးရချမှတ်တဲ့စူပေါင်းကြခန့်စီတဲ့ပြစ်ဒဏ်နဲ့ရင်ဆိုင်နေရတယ်လို့ဝန်ခံပါလေ။ပါကစ္စတန်ဝန်ကြီးချုပ်ရှာဘတ်ရှရစ်ကတော့ကက်စမီးယားအရေးကို ဂျာနီစုံစမ်းပေးဖို့နိုင်ငံတကာအတိုင်းအဝန်းကိုတောင်းဆိုလိုက်ပြီးတရက်အကြာမှာပဲရုရှားနဲ့တရုတ်တို့ဟာကက်စမီးယားနဲ့ပတ်သက်လို့နိုင်ငံတကာစုံစမ်းစစ်ဆေးမှုမှာပါဝင်နိုင်ဖို့ကန့်လန့်ကြောင်းပါကစ္စတန်ကာဝေးဝန်ကြီးက INUVOSTI ရုရှားမီဒီယာကိုပြောပါတယ်ပါကစ္စတန်ဟာနေဆက်ဖြတ်ကျော်တဲ့အကြမ်းဖက်မှုအတွက်တာဝန်ရှိတယ်လို့အိန္ဒိယကဖြစ်တင်ခဲ့ပေမဲ့အဲ့ဒီဆွဆွဲချက်ကိုလည်းပါကစ္စတန်ဆွေးရကပြောင်းရင်းထားပါတယ် စစ်စနစ်နှစ်ခုတွင်အရသားတွေအသေးပြောက်အများဆုံးဖြစ်ခဲ့ရတဲ့တိုက်ခိုက်မှုပြီးအိန္ဒိယကပါကစ္စတန်နဲ့တနမန်ဆက်ဆက်ရေးလျှော့ချမှုနဲ့အရေးကြီးတဲ့အိန္ဒုမြေကြီးခွဲဝေသုံးဆွဲရေးနှစ်နိုင်ငံသဘောတူစာချုပ်မှာပါဝင်ရေးထိုးထားမှုကိုဆိုင်းငံ့လိုက်တာပဲဖြစ်ပါတယ်အခုလိုတိုက်ခိုက်ခံရမှုဖြစ်စဉ်ဟာမွတ်စလင်များစု နေထိုင်ရာဒေသကိုပုံမှန်အခြေအနေဖြစ်စေဖို့အိန္ဒိယစုရက်ကစကြောင်းတစ်ခုအခြေတည်ပြီးဖြိုခွင်းလိုက်တာဖြစ်ကြောင်းနိုင်ငံရေးကြွန့်ကျင်သူတွေကသုံးသပ်ပါတယ်။ လက်ရှိမှာတော့အိန္ဒိယနဲ့ပါကစ္စတန်ချင်းနေတဲ့ပတ်သက်ပြီးတရုတ်ကကြားဝင်လာပြီဖြစ်ပါတယ်။အပြန်အလှန်ပြစ်ခတ်မှုတွေကိုထင်းသိမ်းလှုပ်ကြဖို့တိုက်တွန်းထားပါတယ်။အစ္စလာမဘက်အစိုးရကတော့လက်ရှိအချိန်မှာအိန္ဒိယဘက်ကတုံ့ပြန်မိမိတို့ဘက်ကလည်းပြန်တုံ့ပြန်မဝင်မလေးဘူးလို့ဆိုထားပါတယ်။ပါဟန်ကယ်မြို့ area မှာရှိတဲ့မြက်ခင်းပြင်မှာအခင်းဖြစ်ပွားစဉ်မှာအဲ့ဒီတနတ်သမားတွေဟာခီးသွားတွေကိုနယ်မြေနဲ့တကွခွဲခြားမီးမြှင်းခဲ့တယ်လို့ဆိုပါတယ်။အဲ့နောက် သူတို့သတ်မှတ်ထားတဲ့လူတွေကိုအနီးကပ်ပြစ်မှတ်ထားကြတာဖြစ်ကြောင်းအိန္ဒိယလူကြုံရေးရာရှိတွေနဲ့အသက်ရှင်ကျန်းသူတွေကပြောပါလိမ့်။အဲဒီတိုက်ခိုက်မှုကဟိန္ဒူများစုနေထိုင်တဲ့အိန္ဒိယနိုင်ငံမှာဒေါသနဲ့ဝန်နဲ့ပူဆွေးမှုဖြစ်ပေါ်စေပြီးနှစ်နိုင်ငံဆက်ဆံရေးတင်းမာလာစေပါတယ်။အခုလိုကက်စမီးယားဒေသမတည်မငြိမ်ဖြစ်အောင်ရမုံငွေထောက်ပံ့ပြီးအကြမ်းဖက်မှုအားပေးတာဟာပါကစ္စတန်ပဲဖြစ်ကြောင်းအိန္ဒိယကတော့ ဆွဆွဲထားပါတယ်နျူကလ িয়ার လက်နက်ကိုင်ထားတဲ့အဲ့ဒီနှစ်နိုင်ငံဟာတင်းမာမှုတိုးတာနဲ့အမျှအိန္ဒိယလေကြောင်းလိုင်းနဲ့ပါကစ္စတန်ဝန်ဟင်းပိုင်နဲ့ပြန်တန်းခွင့်ကိုအစ္စလာမဘတ်အစိုးရကပိတ်ပင်ခဲ့ပါတယ်အိန္ဒိယကလည်းအရေးကြီးတဲ့အိန္ဒိယမြေခွဲဝေသုံးဆွဲရေးစာချုပ်ကိုချိန်ဆိုင်နေထားပါတယ် ဒီလိုအခြေအနေဟာစစ်ပွဲတစ်ပွဲဖြစ်ဖို့အရန်နီးကပ်နေပြီးအိန္ဒိယနဲ့ပါကစ္စတန်တို့အနေနဲ့ချင်းသင်ကျင့်သုံးကြမယ်လို့မျှော်လင့်ကြအောင်အနေထားအေဂျင့်သွားမဲ့စီမံဆောင်ရွက်မှုအလုပ်ကိုကြိုးဆိုကြအောင်တရုတ်ကပြောပါတယ်ကက်စမီးယားဒေသမှာရှိတဲ့အိန္ဒိယနဲ့ပါကစ္စတန်နယ်စပ်ကိုပိုင်းထားတဲ့မိုင်၄60ကျော်မှာ AB 29ရေနေကပါကစ္စတန်စစ်ကမ်းအများအပြားမှာလက်နက်ငယ်တွေနဲ့ပစ်ခတ်မှုကိုမိမိတို့တုံ့ပြန်ခဲ့ကြအောင်အိန္ဒိယစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်ဒါပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့ပြောကြားခြင်းမရှိသလိုအသေးပြောမရှိကြောင်းလည်းသိရပါတယ်နောက်ထပ်သတင်းပုဒ် ပြောချင်ပါတယ်။ခရိုင်းမီးယားကိုအင်အားသုံးပြီးပြန်သိမ်းမှတ်ဖို့လုံလောက်တဲ့လက်နက်အင်အားမရှိဘူးလို့ဇီလန်စကီးကဝန်ခံပြောသွားပါတယ်။ယူကရိန်းနိုင်ငံဟာအင်အားသုံးပြီးခရိုင်းမီးယားဒေသကိုပြန်ထိန်းချုပ်နိုင်မှုလုံလောက်တဲ့လက်နက်တွေမရှိဘူးဆိုတဲ့အမေရိကန်သမ္မတခိုင်အမြင်ကိုဇီလန်စကီးကနောက်ဆုံးမှသဘောတူလိုက်ရပါတယ်။ဇီလန်စကီးကတောက်ကြံကရုရှားရဲ့ဒုံးကျည်တိုက်ခိုက်မှုကြောင့်လူစနစ်ကိုသေဆုံးခဲ့ရာကီးမြို့တော်မှာရှိတဲ့လူနေအေရိယာမှာတရင်နောက်တွေကိုခုလိုပြောတာပါ။သူဟာတခြားတိုင်းပြည်များမှာယူကရိန်းနိုင်ငံဆိုင်ရာတာမတ်တွေနဲ့အတူအဲ့ဒီ area ကိုတွားရောက်ပြီး လွမ်းသူပန်းခွေတွေချပေးခဲ့ပါတယ်ခရိုင်းမီးယားပေါ်ရရုရှားနိုင်ငံကတိုင်ထားတဲ့ပိုင်နက်နယ်မြေတွေဟာယာယီသိမ်းပိုက်ခံရတာဖြစ်ပြီးယူကရိန်းနိုင်ငံကပန်းဆိုင်တယ်လို့ဇလန်စကီကပြောပါတယ်ပြည်ထောင်စုချက်ဟာယူကရိန်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနိုင်ငံတကာဥပဒေကိုအခြေခံတဲ့တရားဝင်ယက်တီချက်လို့ဇလန်စကီကဆိုပါတယ်ချွင်းချင်းရှိပြစ်ခတ်ရဆဲရရှိမှာသာပိုင်နက်နယ်မြေကိစ္စဆွေးနွေးဖို့တန်ခတ်ပိတ်ဆို့တဲ့အနေနဲ့တန်မာရေးဖိအားတဲ့အုံချနိုင်တယ်လို့ဇလန်စကီကပြောပါတယ်ဘရီဂန်ဆူရက်ကအဆိုပြုထားတဲ့ မြန်ကျန်းရေးစီမံချက်မှာရုရှားက2014မှာတစ်ဖက်သက်တင်ထားတဲ့မော်စကိုထိန်းချုပ်ခရိုင်းမီးယားကိုအမေရိကန်နိုင်ငံကအသိမှတ်ပြုတာပါတယ်လို့မီဒီယာသတင်းတွေကဖော်ပြပါတယ်။အမေရိကန်ဆိုပြချက်ဟာရုရှားနိုင်ငံကိုဗက်လိုက်မှုရှိနေတယ်လို့လေလာသူတွေကတော့ပြောပါတယ်။ဒါအပြင်ခရိုင်းမီးယားဒေသကိုလက်လွတ်ဖို့ယူကရိန်းသမ္မတကလိုက်ရောလိုက်မယ်လို့ယုံကြည်ကြောင်းထရန့်ကပြောပါတယ်။အဆိုမှာတော့ယူကရိန်းသမ္မတဇလန်စကီးဟာခရိုင်းမီးယားကျွန်းကိုရုရှားပိုင်နယ်ဖြစ်အသိမှတ်ပြုလိုက်ရောတော့မယ်လို့ယူဆကြောင်းထရန့်ကဆိုပါတယ်။ ပေလက်နဲ့ကယုန်းနဲ့ထိစပ်နေရယူကရိန်းပိုင်ခရိုင်းမီးယားကျွန်းစွဲကိုလက်ရှိယူကရိန်းရုရှားစစ်ပွဲမတိုင်ခင်2014ခေတ်ကရုရှားတပ်တွေဝင်ရောက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားရဲ့သိမ်းပိုက်မှုကိုနိုင်ငံတကာကလုံးဝအသိမှတ်ပြုခြင်းမရှိပါဘူး။ရက်ကမာထရန့်ကဒုတိယအကြိမ်သမားဖြစ်လာတဲ့အခါမှာတော့ရုရှားနဲ့ယူကရိန်းစစ်ပွဲကိုရပ်တန့်အောင်ညှိနှိုင်းပြမယ်လို့ကြွေးကြော်ပြီးအမေရိကန်ဆိုပြတဲ့ကန့်လန့်မှုတွေကိုနှစ်ဖက်လုံးကလက်ခံဖို့ဖိအားပေးလာပါတယ်။ ရန်ကန်ကရုရှားဘက်ကိုကန့်နိုင်ရမှာခရိုင်းမီးယားကျွန်းကိုရုရှားပိုင်နဲ့ဖြစ်တိမှတ်ပြုမယ်ဆိုတဲ့ချက်ပါပါတယ်။ဇလန်စကီနဲ့ယူကရိန်းဆိုရဟာဆေးရဆိုင်ရတဲ့ခရိုင်းမီးယားကိုပေးယူသဘောမျိုးလက်လွှဲပေးရမယ်ဆိုတဲ့စေကူးကိုအစဉ်တစိုက်ပယ်ချခဲ့ပါတယ်။နောက်ပြီးခရိုင်းမီးယားကိုရုရှားလက်ထက်ထည့်ပေးဖို့သူ့ရဲ့သမ္မတလုပ်ပိုင်ခွင့်အာဏာက ခွင့်ပြုမထားဘူးလို့ဇလန်စကီကပြောပါတယ်။ AB 29ကတော့တရင်တော့တွေကဇလန်စကီအနေနဲ့ခရိုင်းမီးယားကိုလက်လွတ်ဖို့အသင့်ဖြစ်လောက်ပြီလားလို့ထရန့်ကိုမြင်မြင်ခဲ့ပြီးထရန့်က အသင့်ဖြစ်ပြီလို့သူထင်ကြောင်းပြန်ဖြေပါတယ်။ နောက်ပြီးသူကရုရှားသမ္မတပူတင်အနေနဲ့ယူကရိန်းကိုပြစ်မှတ်ထားဆက်လက်တိုက်ခိုက်တာလေရတန်းကရက်ပြီးအစည်းအဝေးစပွဲကိုထိုင်သဘောတူညီမှုတစ်ခုလက်မှတ်ရေးထိုးဖို့ပဲအိုင်ယွန်ဆိုက်တင်တယ်လို့တိုက်တွန်းသွားပါတယ်ဇလန်စကီကဘာတကယ်မှာပိုဟမ်မင်းရဲ့နာယီခန်းတော်ကိုတက်ရောက်ရင်သမ္မတထရန့်နဲ့15မိနစ်လောက်မြင်းနဲ့ချင်းဆိုင်ဆွေးနွေးခဲ့ပါတယ်ရေဂန်ပြောချိန်မှာခုလိုစကားကိုလည်းသမ္မတထရန့်ကပြောခဲ့တာပါဇလန်စကီရဲ့ဆွေးနွေးမှုဟာအတော်အဆင်ချောပေမဲ့ခရိုင်းမီးယားကိစ္စကိုတော့အနေချင်းတော့ပဲပြောခဲ့တယ်ဆိုပါတယ် ်ထရိုင်ဇလန်စကီတို့ကဖေဖော်ဝါရီလောက်ကမှန်ကအင်ဖီရိုမှာလူသိရှင်ကြားစကားများခဲ့တာဖြစ်ပါလိမ့်ဗာလီကန်မော်ဒိုဇလန်စကီကအတော်လေးတိတိငြိမ်ရှိတယ်လို့ထွန်းကမှတ်ချက်ပေးပါလိမ့်ခရိုင်းမီးယားဇလန်စကီအနေနဲ့လက်လျှော့နိုင်ခြေရှိလာပြီဆိုတဲ့ထွန်းစကားပေါ်ယူကရိန်းဘက်ကတော့လက်တော်ဘာမှမတုံ့ပြန်သေးပါဘူးစောပိုင်းမှာယူကရိန်းဟာပိုင်နဲ့နယ်မြေလက်လွတ်ခံပေးဖို့ဆိုတာကိုတောက်လျှောက်ညင်ဆိုထားသလိုအပြစ်ခတ်ရစဲပြီးမှသာနယ်မြေကိစ္စဆွေးနွေးတင်တယ်လို့ပြောနေပါလိမ့်နောက်ထပ်သတင်းပေါ်ပြောချင်ပါလိမ့် ကွန်မြူနတီပါတီနဲ့ဆက်နွယ်မှုရှိတဲ့တရုတ်ဆက်သွယ်ကုမ္ပဏီတွေကို American Outlook ကစင့်ခေါ်လိုက်တယ်လို့သိရပါတယ်။ American Outlook မှာတရုတ်နိုင်ငံဆိုင်ရာထူးကုမ္ပဏီဟာတရုတ်နိုင်ငံမှာဆက်သွယ်ကုမ္ပဏီကြီးသုံးခုပြည်တဲ့ China Mobile, China Telecom နဲ့ China Unicom တို့ကိုမလလေးရင်းနှီးမှာပြေးပို့ခဲ့တယ်။နှစ်ပါတီပါဝင်တဲ့သတင်းချက်လက်တောင်းခံမှုကိုပြန်လည်ဖြေကြားဖို့ပြောကွက်ခဲ့တဲ့အတွက်စင့်ခေါ်မှုတွေထုတ်ပြန်ခဲ့ပါလိမ့်။ 2025မေခွန်းနှစ်မှာအကြောင်းပြန်ကြားဖို့လိုအပ်တဲ့စင်ခေါ်စာတွေဟာအဲ့ဒီကုမ္ပဏီတွေအနေနဲ့မျိုးသားလိုချင်ရေးကိုထိခိုက်စေနိုင်ပြီး American ပြည်သူတွေရဲ့ကိုယ်ရေးကိုယ်တိုင်ချက်လက်ကိုချိုးဖောက်နိုင်တဲ့နည်းလမ်းတွေနဲ့ American ပြည်တော်စုမှာဆက်လက်လက်ပတ်နေခြင်းရှိမရှိ Congress မှာစုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်တွေတွေတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း American Outlook တရုတ်နိုင်ငံဆိုင်ရာ True Company ကဆိုပါတယ် Federal ဆက်သွယ်ကော်မရှင် FCC ဟာအဲ့ဒီကုမ္ပဏီတုံးကို American မှာ license နဲ့ telecom ဝန်ဆောင်မှုပေးခြင်းမှာတားမြစ်ထားပြီးဖြစ်ပေမဲ့ ပြည်တွင်းမှာစက်ပစ္စည်းတွေ software တွေ cloud ဝန်ဆောင်မှုတွေကတစ်ဆင့်ဆက်လက်လက်ပတ်နေတယ်ဆိုတဲ့အများပြည်သူနဲ့ထောင်လိုင်းရေးစီရင်ခံစားဖို့အခြေခံတဲ့စိုးရိမ်မှုတွေတိုးနေပါတယ်ဒီလိုဆိုမှုအမေရိကန်မြို့သားလုံးကျွန်းတွေအတွက်ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်ပေါ်စေနိုင်ကြောင်းတရုတ်နိုင်ငံဆိုင်ရာ outlook company ကဆိုပါတယ်ဒီ company တွေကတရုတ်ကွန်မြူနတီပါတီနဲ့တိုက်ရိုက်ဆက်နွယ်မှုရှိလို့ American ကိုရက်တွေကပိတ်ပင်တာခံရပါတယ်တရုတ်က American တို့ရဲ့အရေးပါတဲ့ခြေခံဆောင်တွေကိုတိတိကျကျထိုးဖောက်ဝင်ရောက်ဖို့နိုင်ငံပိုင်ကုမ္ပဏီတွေအသုံးပြုနေခြင်းရှိမှရှိ ်မရိကန်ပြည်သူတွေသိရှိသိနေလို့ကော်မတီဥက္ကဋ္ဌဂျွန်မူလန်နာကပြောပါတယ်။ဒါအပြင်အဲ့ဒီတရုတ်ကုမ္ပဏီဟိုဟာအမေရိကန်မျိုးသားလူကြုံရေးကိုချိန်ချောက်ရုံတော်မှာကွန်ကရစ်ရဲ့တရားဝင်စုံစမ်းစစ်ဆေးမှုကိုလည်းပေါ်ပေါ်ထင်ထင်ချိုးဖောက်ခဲ့ပါတယ်။အခုဒီမိုကရက်ရောရီပဘလီကန်ရောပါတီနှစ်ရက်ကပူးပေါင်းထုတ်တဲ့စင့်ခေါ်စာအရသူတို့ကဥပဒေကိုလိုက်နာမှာလား။ဒါမှမဟုတ်အကျိုးဆက်ကိုရင်ဆိုင်မှာလား။ တရားဥရှင်းလင်းရွေးချယ်မှုလုပ်ရမယ်ဆိုပါလေတရားကွန်မတီပါတီကပြင်းထန်တဲ့စိုက်ဘာတိုက်ခိုက်မှုတွေလှုပ်ဆောင်ပြီး American ပြည်သူတွေရဲ့ကိုယ်ရေးကိုယ်တိုင်လုံခြုံရေးကိုထိပါချိန်မှာကျွန်တော်တို့ကဥပဒေကိုပြေဝလိုက်နာဆောင်ရွက်တာကလွှဲရင်တခြားဘယ်အရာကိုမှလက်ခံမှာမဟုတ်ပါဘူးတရုတ်နိုင်ငံပိုင်ဖွဲ့စည်းတွေကဥပဒေထက်မှမရှိပါဘူးလို့သူဆွေးမှုကိုထပ်လောင်းပြောပါတယ်။ကော်မတီကလက်ရှိမှာကော်မတီတွေအနေနဲ့ American မှာ Network Point of Presence Data Center တွေ Cloud လုပ်ငန်းတွေကိုလုပ်ကိုင်နေခြင်းရှိမှရှိနဲ့ ဲ့ဒီကနေဖြစ်ပေါ်စေနိုင်တဲ့ NDA တွေကိုစုံစမ်းစစ်ဆေးနေပါတယ်။ခုလောက်ဆောင်မှုကနိုင်ငံခြားအစိုးရမှထိန်းချုပ်ထားတဲ့လုပ်ငန်းတွေအထူးသဖြင့်ထောင်လိုင်းရေးဝန်ဆောင်မှုတွေနဲ့ဆက်နွယ်နေတဲ့လုပ်ငန်းတွေနဲ့ဆက်ဆက်တဲ့ NDA တွေပေါ်ကွန်ကရစ်မှာနှစ်ပါတီသဘောတူညီမှုတိုးပွားလာမှုကိုထင်ဟပ်စေတယ်ဆိုပါတယ်။နောက်ထပ်ချက်မျိုးပြောချင်ပါတယ်။အာဖဂန်နစ္စတန်မှာနေဆက်ဖြတ်ကျော်ဖို့ကြိုးပမ်းတဲ့စစ်သွေးကြွ54ကိုတုတ်တင်နေတယ်လို့ပါကစ္စတန်စစ်တပ်ကပြောပါတယ်။အာဖဂန်နစ္စတန်မှာနေဆက်ဖြတ်ကျော်ပြီးနိုင်ငံထဲဝင်ရောက်မှုကြိုးပမ်းတဲ့ လက်နက်ကိုင်54ရောက်ကိုပါကစ္စတန်လူမျိုးတပ်တွေကတုတ်တင်ရှင်လင်းကြောင်းပါကစ္စတန်စစ်တပ်ကပြောပါလေထောင်လိုင်းရင်တည်းနေရအဲ့ဒီတုတ်တင်ရှင်လင်းခဲ့တဲ့သူတွေဟာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းတရထုတ်ပြန်ချက်မှာဆိုပါလေဒါဟာတာလီဘန်ဖွဲ့ကိုယီညွှန်းတဲ့ပါကစ္စတန်ဆူရကအတုံးပြတဲ့အသုံးထုတ်ပါအခုတုတ်တင်ရှင်လင်းတဲ့လက်နက်ကိုင်တွေကိုပြည်ပကနေပြီးတော့ပါကစ္စတန်နိုင်ငံထဲအကြမ်းဖက်မှုတွေလှုပ်ဆောင်ဖို့ဆင်လွတ်လိုက်ခြင်းဖြစ်ကြောင်းပါကစ္စတန်စစ်တပ်ကအကြီးအကဲရရှိတယ်ကပြောပါလေ ဒီလက်နက်ကန်တွေကိုအဖဂန်နစတန်နောင်မြောက်ခိုင်ဘာပတ်တွန်ခါဝါပြည်နယ်မှာရှိတဲ့ခရိုင်တခုဖြစ်တဲ့မြောက်ဝါစီခရစ်စတန်နီပါကစ္စတန်တာလီဘန်ဖွဲ့ရဲ့အရင်အမားကန်နယ်မြေဟောင်းတွေနေမှာတွေ့ရှိပြီးရှင်းလင်းနေတာဖြစ်ပါလိမ့်အိန္ဒိယထိုင်ကျိုးတဲ့ကတ်စမီးယားဘက်ခြမ်းမှာမကြာသေးမီရပိုင်ကခီးသွားများပြားတေဆုံးတဲ့တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပြီးနောက်အိန္ဒိယကပါကစ္စတန်ပေါ်အခြေမြင့်မရှိဆွတ်ဆွတ်မှုတွေလုပ်နေချိန်မှာအခုလိုထိုးဖောက်ဝင်ရောက်ဖို့ကြိုးပမ်းမှုပပောက်လာခြင်းဖြစ်ကြောင့်ပါကစ္စတန်စစ်တပ်ကပြောပါလိမ့် ပါကစ္စတန်မှာပြီးခဲ့တဲ့လကအကြမ်းဖက်မှုတွေမြင့်တက်ခဲ့ပြီးဒါနဲ့ပတ်သက်ပြီးတော့တရစ်အီတလီဘန်ပါကစ္စတန်လို့လူသိများတဲ့ပါကစ္စတန်တာလီဘန်အဖွဲ့ပေါ်အများကဖြစ်တင်ထားပါတယ်။ဒီအဖွဲ့ဟာတီးကြအဖွဲ့ဖြစ်ပေမဲ့2021အောက်ကအာဖဂန်မှာအာဏာရသွားတဲ့တာလီဘန်လို့နဲ့မဟာမိတ်ပါ။အဲ့ဒီနောက်ပိုင်းမှာအဲ့ဒီအဖွဲ့ခေါင်းဆောင်အများကြီးနဲ့တက်ခိုက်သမားတွေဟာအာဖဂန်မှာခုံလုံခွင့်ရပါတယ်။နိုင်ငံနောက်ဘက်နယ်စပ်တွေမှာနှိမ်နှင်းရှင်းလင်းမှုပေါ်အာယုံဆိုင်မှုမှာပါကစ္စတန်လူကြော်ရေးတပ်ဖွဲ့များအာယုံပြတ်စီဖို့ ခီးသွားတွေတေဆုံတဲ့တိုက်ခိုက်မှုဖြစ်စဉ်တွေနယူးဒေလီကအစ္စလာမဘတ်ပေါ်ပြစ်ဖို့ခဲ့ကြောင်းပါကစ္စတန်ပြည်ချိုင်းဝန်ကြီးကသတင်းမီဒီယာတွေကိုပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကလီနာနိုင်ငံဘန်ကူဘာမှာပွဲတော်လူဦးတဲ့ကားနဲ့ဝန်တိုင်းမှုကြောင့်လူ၁၁ဦးသေဆုံးသွားကြောင်းရဲတပ်ဖွဲ့ကပြောပါတယ်။ဒီစင်းနေနေဒေတာဆန်တော်ချင်ညာရှင်းနိုင်ကြောင်းမှာဒီဖြစ်ရကြီးဖြစ်ခဲ့တာဖြစ်ပြီးကရင်နာဝန်ကြီးချုပ်ကဒီဖြစ်မှာလူ20ကျော်ဒဏ်ရရတယ်လို့ဆိုပါတယ် ဒီလိုမျိုးအကြမ်းဖက်တိုက်ခိုက်မှုကိုပြင်းထန်စွာရှုတ်ချောင်းကြောင်းကနေဒါဝန်ကြီးချုပ်ကပြောပါတယ်အသက်30ရွယ်မျိုးသားတို့ကိုတန်တရားရှိသူဖြစ်ဖန်နာပြီးဒီဖြစ်ရဟာအကြမ်းဖက်6လက်တိုက်ခိုက်မှုမဟုတ်ဘူးလို့ယုံကြည်ကြောင်းဘန်ကူဘာရဲတပ်ဖွဲ့ကပြောပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်ဆိုပါတယ်မြို့တောင်ပိုင်းဖရေဇာလမ်းဆောင်မှာနှစ်စဉ်ကျင်းပတဲ့ဖလပိုင်းလာဘူးလာဘူးဘွဲတော်တို့ကလူအုပ်ထဲကိုကားနဲ့ဝင်တိုက်ခဲ့တာလို့ရဲတပ်ဖွဲ့ကဆိုပါတယ် လာဘူလာဘူပွဲတော်နေကိုဖိလစ်ပိုင်နိုင်ငံမှာအပီလာ29နှစ်ရတဲ့ကျင်းပပြီးစပိန်ကိုလိုနီတို့ခုခံခဲ့တဲ့မျိုးသားသူရဲကောင်းလာဘူလာဘူကိုဂုဏ်ပြုတဲ့ပွဲတော်ဖြစ်ပါတယ်သတင်းသားရှင်းလင်းပွဲမှာတော့ဘန်ကူဘာရေတပ်ဖွဲ့ပြောတာကဒီဖြစ်မှာကာဇီနဲ့တန်တရားရှိသူတူဦးစာပါဝင်တယ်လို့ဆိုပါတယ်။ဒီတန်တရားရှိသူဟာဘာကြောင့်လူအုပ်ထဲကိုဝင်တဲ့ကလဲ။ဒီတန်တရားရှိသူဟာ ိုတိုင်ပဲစေယူပေါ့ပြီးတော့တဘူတော်လှုပ်ဆောင်ခဲ့တာလားဒါမှမဟုတ်နောက်ကွယ်မှာ စေခိုင်းတဲ့အဖွဲ့အစည်းတွေရှိနေတာလားဆိုတာစုံစမ်းစစ်ဆေးနေတယ်လို့လည်းသိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ခရရဲ့အခွန်စည်းကြမှုတတရားဘသူ့ကိုမှထိမှာမဟုတ်ပဲသူ့ကိုယ်သူပဲပြန်ထိလိုက်မယ်လို့မလေးရှားဝန်ကြီးချုပ်ကြောင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာမဟာသီယာမိုဟာမက်ကပြောပါတယ်အမေရိကန်ရဲ့ဒီကျိုးကြောင်းစီလျော်မှုရှိတဲ့အခွန်စည်းချက်မှုချမှတ်ခြင်းဟာအမေရိကန်ကိုသာပြန်ထိမှာဖြစ်ကြောင်းနဲ့ထန့်ဆိုရဟာ အဲ့ဒီမူဝါဒကိုရုပ်သိမ်းဖို့ပြည်တွင်းဖိအားတွေနဲ့မှာရင်ဆိုင်ရပွဲရှိတယ်လို့မလေးရှားဝန်ကြီးချုပ်ဟောင်းကသတိပေးပါတယ်။ထရန့်အခွန်စည်းချက်မှုဟာတခြားနိုင်ငံတွေထက်အမေရိကန်ကိုသာပုံမူထိခိုက်စေပါလိမ့်မယ်ဆိုပြီး အမေရိကန်ဟာပြည်ပတွင်ကုန်တွေနဲ့ပြင်ပကိုအနှံ့ပြီးကွန်ထရိုးလုပ်မှုပေါ်အလွန်မေးမိခွန်းနေခြင်းဖြစ်တဲ့ကြောင်းလည်းသူကထောက်ပြပြောပါတယ်။ဈေးသက်တာတဲ့ပြည်ပတွင်ကုန်တွေပေါ်ဆယ်စုနှစ်တခုလောက်ထိအားကိုးခဲ့ရတဲ့အမေရိကန်မှာတကယ်လက်တွေ့တော့ဖြည့်ရင်းထုတ်ကုန်ဆိုတာမရှိဘူးပြလို့သူကပြောပါတယ်။တကယ်လို့ဒီခွန်စည်းချက်မှုဟာလူနေမှုစိတ်မြင်ပါတယ်။လောကအတောင်းဆုံးမှုမြင်ပါမယ်။ ထလုံးစေးကိုမြင့်တက်စေပြီးနောက်ဆုံးမှာအမေရိကန်ရဲ့ကမ္ဘာစီးပွားမှာပြိုင်ဆိုင်မှုကိုကြာဆင်းစေပြီးတော့မငြိမ်မသက်မှုကိုပဲဖြစ်စေနိုင်မယ်ဆိုပါတယ်။အမေရိကန်နိုင်ငံနဲ့ဆန္ဒပြပွဲတွေလည်းအများကြီးဖြစ်ပေါ်လာနိုင်တယ်လို့ဒေါက်တာမဟာသီယာမူဟာမက်ကဆိုပါတယ်။တကယ်လို့ခုံမလျှော့ပဲအမေရိကန်မှာပဲဒီထုတ်ကုန်တွေအားလုံးထုတ်လုပ်ဖို့စူးစမ်းရင်တော့ကုန်ကြစိတ်ကြီးတော့ဈေးကြီးလို့အရန်ကြီးရောင်းကောက်မှာမဟုတ်တလို့ကမ္ဘာစီးကုပ်ကိုမရှင်းနိုင်လို့လည်းပြည်ပကိုတင်ဖို့လို့ရမှာမဟုတ်တော့ဘူးလို့ဒေါက်တာမဟာသီယာမူဟာမက်ကဆိုပါတယ်။နှလုံးစင်မှာတော့ပြည်ပတွင်ကုန် ပြည်ပကုံတွယ်ခွန် traffic တိုးမြင့်ခြင်းဖြင့်ပြည်တွင်းပေးဆောင်ရတဲ့အခွန်များကိုဥပဒေမဲ့မြင့်တက်စေတယ်ဆိုပြီး American ပြည်နယ်ဆက်လက်ခုမှရှိနေကြတွေကတမန် Trump ကိုတရားစွဲဆိုထားတယ်လို့ဆိုပါတယ်။အင်ဖြူတော်ကတော့လက်ရှိတမန် Trump ကိုတရားစွဲဆိုတာဟာဒီပြဿနာရဲ့အဖြစ်မဟုတ်ကြောင်းဒါဟာတမင်တသက်တမန် Trump ရဲ့လုပ်နေတဲ့အလုပ်တွေကိုသာနှောက်ယှက်ဖျက်ဆီးလိုတဲ့စင်နာနဲ့လှုပ်ဆောင်တာဆိုပြီးတော့ပြောထားပါတယ်။နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။ မတားရဲ့ဉာဏ်ရည်သူဟာလူကဲ့သို့မြင်နိုင်စင်ကျင်နိုင်ပူပေါင်းနိုင်ပြီလို့ဆိုပါတယ်အမ်ဒန်အံ့ဖွယ်ပါမတားရဲ့ FAI အဖွဲ့ဟာစစ်ရုပ်ရဲ့မြင်သိနားလည်မှုနဲ့ဉာဏ်ရည်ကိုတော်လှန်ဖို့ရည်ရွယ်ပြီးဒီဇိုင်းထုတ်တည်ထွင်ထားတဲ့အစဉ်လာမှဖောက်ထွက်တဲ့ကိရိယာ၅ခုထုတ်ဖော်ပြသပါတယ်ဒီကိရိယာတွေဟာပုံမူပြတ်သားတဲ့အမြင်လေးနက်တဲ့ကြိုးကြောင်းစင်ကျင်မှုနဲ့လူမှုဆက်ဆံရေးအသိအမြင်ကိုမြင့်တင်ပေးပါတယ်စေယုတ်တွေဟာတဘာဝဘာသာစကားကိုအသုံးပြုပြီးအရာဝတ္ထုတွေကိုမှတ်သားရှာဖွေဖော်ထုတ်နိုင်ပါတယ်။လူသားတွေနဲ့ 3ရောက်ပူပေါင်းလုံးဆောင်နိုင်ပါတယ်ကိုယ်တိုင်လည်းလွတ်လပ်စွာ လေးလာသိမ်နိုင်ပါတယ်ဒါဟာပုံမထက်မြက်တဲ့ AI တက်သက်မှန်တာမဟုတ်ပါဘူးဉာဏ်ရည်တူ AI ဟာအာယုံနဲ့သိနိုင်စွမ်းရှိတယ်တွေးခေါ်နိုင်စွမ်းရှိတယ်ညှိနှိုင်းနိုင်စွမ်းရှိတယ်မိဖက်တူကဲသို့ဖြစ်လာတယ်ဆိုပါတယ်ခုကမှတော့မတိုင်းဉာဏ်ရည်တူတူဟာကမ္ဘာမှာရှေ့ပြေးဖြစ်လာပြီးတော့ AI ကို ထောက်ပြနိုင်မဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်တယ်လို့ယူဆနေကြတာဖြစ်ပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ် ။တိုက်ပွဲပညာရှင်တွေဟာအာဂါသမှာဂျိုးသားသူမဟုတ်တခြားသက်ရှိတွေရှိသလားဆိုတာလေ့လာနေတာဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါလေ။ခုတော့ပညာရှင်တွေကအာဂါသမှာဂျိုးသားတွေရှိနိုင်တဲ့ကြီးမားတဲ့သက်သေထောက်ထားတွေတွေ့ရှိလာပါလေ။ James Webb Space Telescope ကိုတော်မီကဘာရဲ့အလေး120မှာရှိတဲ့ K2 18B ဂျိုးမှာ gas တို့ကိုတွေ့ရှိခဲ့တယ်ဆိုပါလေအဲ့ဒီ gas ဆိုတဲ့အရာဟာကမ္ဘာမှာဇီဝသက်ရှိတွေနဲ့ဆက်စပ်နေတဲ့အရာတွေပါပညာရှင်တွေဟာ K218B မှာတက်ရှိတွေရှင်သန်နိုင်တဲ့အခြေအနေရှိနေတာကိုဆွလို့တာဖြစ်ပြီးတက်ရှိတွေကျင်းသိရှိနေတယ်လို့မဆိုလို့ဘူးပြောပါလိမ့်။အဲ့ဒီတက်ရှိတွေရှိနေတဲ့အကြောင်းရင်းကိုဆက်လက်လေ့လာအောင်ဖြစ်ပါတယ်။ခုလေ့လာတွေ့ရှိချက်ဟာကမ္ဘာပြင်ပမှာတက်ရှိတွေရှိသလားဆိုတာကိုလေ့လာဖို့ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်လာပြီလို့ဆိုကြတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းမို့ပြောချင်ပါလိမ့်။ဒေါ်လာသန်းပေါင်းများစွာ တန်ကျင်းရှိတဲ့ပရိုဆိတ်မှောင်ခုကူးကိုင်းကိုကင်ညာမှာဖမ်းမိတယ်လို့သိရပါတယ်။ စင်စွယ်နဲ့ကြံ့ကြိုမှောင်ခိုကူးသူတွေကိုနှိမ်နှင်းဘူးရွေကျက်တဲ့ကင်ညာမျိုးသားဥယျာဉ်မှာရှိတဲ့တက်ခုကန်ကို AP ဆော့ပိုင်ကရဲတွေကဝင်ရောက်ဆင်းနေကြအမှာလေးချိန်အပြည့်ပုံမူသေးငယ်ပြီးအကျိုးမြတ်များတဲ့ပရက်စိတ်ပြင်မာကိုမှောင်ခိုကူးသူကိုအံ့ဩဖွယ်ဖန်ဆီးရမိခဲ့ပါတယ်ပြောရမယ်ဆိုဒီ Hell Gate မျိုးသားဥယျာဉ်ဆုံးမှာရှိတဲ့နေပါရှာမျိုးမှာ James တက်ခုကန်မှာ Belgian စတေဂျိုတဲ့လူငယ်နှစ်ဦးကို ော်ရန်တလိษံမှောက်ခုကူးမှုနဲ့ဖန်ဆီးရမိပါတယ်သူတို့နဲ့အတူဗီယက်နမ်မျိုးသားတူဦးနဲ့ကင်ညာနိုင်ငံသားတူဦးကိုလည်းပရစစ်မှောက်ခုကူးမှုနဲ့ဆွဲချက်တင်ခံရပါတယ်မေလ9ရက်နေ့စီရင်ချက်ချမယ်လို့တရားသူကြီးကပြောပါတယ်။အီရာမအာဖရိကပရက်စိတ်အုံများမှာဖမ်းထားတဲ့ပရက်စိတ်ပြည်မတဲ့တန်မှုဟာကင်ညာရှိလင်းတိတိတမနှစ်တန်ဒေါ်လာနဲ့တွက်ရင်တသောဝန်ကျင်ခံရှိကြောင်းကင်ညာအစိုးရရှိနေတွေကပြောပါတယ်။မျိုးစိတ်တစ်ခုစီရေအတွက်နဲ့မျိုးစားပုံမူတည်ပြီးဒါရီဟာဥရောပရောရှိဒေါ်လာတစ်တန်လောက်တန်မှုရှိတော့မှဖြစ်ပါလေ။ ဒါတွေကကိုကင်းနဲ့တူတယ်ပြလို့ကင်ညာကချွန်းချင်းပညာရှင်တွေကပြောပါတယ်။ကိုလံဘီယာကကိုကင်းစင်းနဲ့ဥရောပစည်းကွက်မှာ1ကီလိုဂရမ်စည်းကအရန်กว่าချပါတယ်။ဒါကြောင့်လူတွေကဒီလိုလောက်ကြတာပါ။ပြည်တယ်မှာရှိတဲ့လက်လီရောင်းဆန်6ဆန်ရှိအီရန်မှအာဖရိကပရက်စိတ်တွေရဲ့ပြန့်နှံ့တံပိုးပေါ်အခြေခံပြီ တရားဥပဒေဆိုင်ရာစာတမ်းအရတွေ့ချက်ကြည့်ရင်နိုင်ရိုဘီလေဆိပ်မှာဖမ်းမိတဲ့ပွဲစစ်ပြင်းမှာအကောင်အီ9400ကျော်မှာတကောင်စီရဲ့တန်ကြေးဟာအကြမ်းဖျင်းဒေါ်လာ233ဒေါ်လာတန်ကြေးရှိပါတယ်။ပွဲစစ်ဝါဒနာရှင်တွေဟာပွဲစစ်တွေရဲ့ရှုပ်ထွေးတဲ့လူနေထိုင်မှုဘဝအပြုအမူတွေကိုထိုးထွင်းသိမြင်တဲ့မှန်ပေါင်းကြောင်တွေအတွင်းပွဲစစ်အုံတွေကိုထိန်းသိမ်းဖို့ငွေကြေးများစွာသုံးစွဲရပါတယ်။ ပွဲစိတ်အုံတွေမှာပွဲစိတ်ဗီမဟာမရှိမဖြစ်ရေးကြည့်ပါတယ်။သူကသာလုံသားပွဲစိတ်စစ်သားပွဲစိတ်နဲ့အနာဂတ်ဗီမပွဲစိတ်တွေကိုဥဥပြီးမှဖောက်ပြနိုင်ပါလေ။တောင်မောင်ခိုကူးချင်းကကင်ညာရဲ့တောရင်တလစ်ဆန်ဂီဟာစနစ်အတွက်အရေးပါတဲ့ပွဲစိတ်တွေကိုဖျက်ဆီးခြင်းဖြစ်ပါတယ်။ယောဂဘက်တီးရီးယားနဲ့ဆိုးဝါးတဲ့ပူချင်းကြောင့်ဥရောပနဲ့အာရှမောင်ခိုကူးအာမှာအဲ့ဒီ60ခန်းတော့ဟာအဆုလိုက်ပြုံလဲတေဆုံးွယ်ရှိပါတယ်။ဘလိုပင်ဆိုပါစေ စံကျင်ရင်ဖန်ဆီးရမှုကမှောင်ဟုတ်မှုမှာအပျော်တဲ့ဝါဒနာရှင်တွေကလောက်တာလားတကယ်ကျွမ်းကျင်ပညာရှင်တွေကလောက်တာလားဆိုတာစုံစမ်းရမယ်လို့လေးလာသူတွေကပြောပါတယ်နောက်ထပ်သင်ပုတ်ပြောချင်ပါတယ်ဒီကုမ္ပဏီပိုင်ရှင်ကတော့ဒေါ်လာ3ဘီလီယံတန်ကျင်တန်ကျင်ရှိတဲ့ကုမ္ပဏီပိုင်ဆိုင်ခွင့်အားလုံးကိုသဘောပေါက်ဝင်ခြင်းအတွက်လွှဲပြောင်းပေးရခဲ့ပါတယ်ပတာဂိုးနီးယားကုမ္ပဏီလို့ဆိုပါတယ်ဒီပတာဂိုးနီးယားဝတ်ထည်ကုမ္ပဏီပိုင်ရှင် Evon Swin နဲ့ဆုံးဖြတ်ချက်ကစီးပွားရေးလောကကိုကိုင်လှုပ်သွားပါတယ် မေရိကန်ဒေါ်လာ3ဘီလီယံတန်ကျရှိတဲ့ပက်တာဂိုနီးယားကုမ္ပဏီရဲ့ပန်ဆိုင်ခွင့်ကိုကုမ္ပဏီကသဘောပတ်ဝန်းကျင်ရေးဆောင်ရွက်နေတဲ့အကျိုးမြတ်တိကမှထားတဲ့ဖွဲ့စည်းတဲ့လွှဲပြောင်းပေးခဲ့ပါတယ်။ဒီပက်တာဂိုနီးယားကုမ္ပဏီဟာ1985ခရဲကစပြီးရောင်းရငွေ100ခန်းလုံးကို1% for the planet အဖွဲ့မှတစဉ်သဘောပတ်ဝန်းကျင်ဖွဲ့စည်းတဲ့ပေးလူနေတာပါ။လက်ရှိမှာတော့ပက်တာဂိုနီးယားကုမ္ပဏီထံမှရရှိတဲ့ဝင်ငွေအားလုံးဟာကမ္ဘာကြီးကိုကာကွယ်ပေးနေတဲ့သဘောပတ်ဝန်းကျင်ဖွဲ့တွေထဲကိုပဲလွှဲပြောင်းပေးရတော့ဖြစ်ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ်။ ကမ္ဘာစထုတ်တာစီးပွားရေးအင်အားအကြီးဆုံးဖြစ်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်ရဲ့ရည်တည်နေပါလေအမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ်စီးပွားရေးဟာဂျပန်ကိုကျော်ပြီးကမ္ဘာစထုတ်တာမြောက်စီးပွားအင်အားအကောင်းဆုံးဖြစ်လာပါလေနိုင်ငံတကာငွေကြေးမုံဝင်ဖွဲ့ IMF နဲ့ American စီးပွားရေးလေးလာမှုဘီရိုဖော်ပြချက်မှာကယ်လီဖိုးနီးယားတိုးတက်လာပုံကကြောက်ခမန်းလေးလိပါလို့ဆိုပါတယ် အချက်လက်ရကယ်လီဖိုးနီးယားရဲ့ထုတ်ကွန်တန်မှု GDP ဟာ2024မှာဒေါ်လာ4.13ထရီလျံထိရှိတယ်လို့ပြထားပြီး4.13ထရီလျံရှိတဲ့ဂျပန်ကိုကျော်ဖြတ်သွားတာပါဒီဖော်ပြချက်ကကမ္ဘာစီးပွားရေးအင်အားကြီးဆုံး American တရုတ်ဂျာမနီနဲ့ပြီးရင်စတုတ္ထနေရာရောက်လာပါလိမ့်ဝန်ကြီးချုပ် Gavin Newsom ကကယ်လီဖိုးနီးယားဟာကမ္ဘာနဲ့အတူဖွံ့ဖြိုးတိုးတက်နေုံသာမကဖွံ့ဖြိုးမှုတွေကိုကိုယ်တိုင်ပြုလုပ်နေတာပါလို့ပြောပါတယ် ဖြစ်တဲ့ဝန်ကြီးချုပ်ကပင်နီဆန်ဖော်ပြမှုတက်တကထရရဲ့ပြပောက်တုံးကိုဖို့တိုးမိမှုနဲ့ဆက်ကြည့်နေပြီးဖြစ်နေတဲ့အနာဂတ်စီးပွားလာလာဆွေးညာတယ်လို့ဆိုပါတယ်ကယ်လီဖိုးနီးယားကွန်ထရိုလမှုနဲ့လေယာဆက်ပြုတ်ထုတ်လို့မှုအမေရိကန်မှာအကြီးဆုံးပါဒါ့အပြင်နေပြည်တော်ဆရာစန်သစ်တီထရီမှုနဲ့ကမ္ဘာပဟိုချက်ဖြစ်တဲ့အကြီးမားဆုံးဖျော်ဖြေလုပ်ငန်းနိုင်ငံအကြီးဆုံးပြည်လက်စကန်တစ်ခုရှိတဲ့မြို့ပါဒါဟာဒီနိုင်ငံအတွက်ကယ်လီဖိုးနီးယားဟာအများဆုံးစီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာကိုပြသနေတယ်ဆိုပါလေဂျပန်ကတော့တကြီးရောအများပြလာပြီးလုံလုံနိုင်တဲ့အရွယ်နေပွားလာတာကြောင့်ဖိအားတွေများလာပါတယ် ဂျပန်နိုင်ငံမှာလူမှုဆောင်ရှောက်ရေးကုန်ကျမှုများပြားပြီးကုန်နှလုံးမှုနှေးပါသွားတဲ့ကြောင်းလည်းဖြစ်ပါတယ်1968ကနေ2010အထိကမ္ဘာဒုတိယအင်အားအကြီးဆုံးဖြစ်တဲ့ဂျပန်ဟာ2010မှာတရုတ်ရဲ့ကြော်တက်ခြင်းခံရပါတယ်2023မှာဂျာမနီရဲ့ကြော်တက်ခြင်းခံရပါတယ်ဒါကြောင့်အစ်စင်းလေးနေရာရောက်နေတာပါ2026မှာတော့အစ်စင်းကားနေရာကအိန္ဒိယရဲ့ကြော်ဖြတ်ခြင်းတော်မှာခံရဖို့ရှိနေပြီလို့သိရပါတယ်